လက်နက်ကင်တိုက်ဖွဲ့တွေအနေနဲ့အာရမစစ်သားစုပေါင်းတာတွေပြုလုပ်ဖို့ရှမ်းပြည်နယ်မြောက်ပိုင်းမျိုးသမီးများကွန်ရက်အဖွဲ့ဝင်တွေကတောင်းဆိုလိုက်ပါတယ်။ခွန်စော်ဦးပေးပို့ထားပါတယ်ခင်ဗျာ။ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာရှိတဲ့တိုင်းအင်းသားချေးရွာတွေမှာနေထိုင်ကြတဲ့လူငယ်လူရွယ်အမျိုးသားတွေအပြင်အမျိုးသမီးငယ်တွေကိုပါဒေတာတွင်းလက်နက်ကင်တပ်ဖွဲ့တွေကအာရမစစ်သားစုပေါင်းနေကြပါတယ်။အဲ့ဒီလိုလောက်ရက်တွေကိုရက်တန့်ပေးဖို့ရှမ်းပြည်နယ်မြောက်ပိုင်းအမျိုးသမီးများကွန်ရက်အဖွဲ့ဝင်တွေကတောင်းဆိုလိုက်ကြတာပါ ကျမဆိုရင်မိနေတဲ့တလားတော့မပြေသေးပါဘူးအဲ့ချိန်မှာဆိုရင်တော့ကျမမောင်လေးကိုခေါ်သွားတာလေခေါ်သွားတော့အခါကျတော့ကျမသွေးနုသားနုနဲ့တကယ်လက်စိတ်မကောင်းဖြစ်ပါရဲ့အဲ့ချိန်သူတို့အဲ့ချိန်တော့ကတော့သူတို့ဆူဆောင်းလဲဆိုဘယ်လိုဆူဆောင်းလဲဆိုရင်ညရကောင်ကြီးတော့ပေါ့ကျမမြင်ရအောင်ဒီတိုင်းပဲဆွဲသွားတာဘဘူးပဲဝါမလည်းမသိဘူးတနက်နဲ့ဆိုတော့ပါသွားကြတာပေါ့အဲ့လိုမျိုးဒီလိုအတင်းအဓမ္မမခေါ်စေချင်ဘူးပေါ့နော်တကယ်လို့ဝါသနာပါတဲ့လူကသူ့အတူပဲပဲလက်နက်ကန်ရဖက်ပဲဝင်ဝင်သူတို့ဒါကတော့သူတို့ဆန္ဒလေ ဆန္ဒမပါတဲ့လူတော့အတင်းအဓမ္မမခေါ်စေချင်ဘူးပေါ့ဒေတာရင်းဖြစ်ပွားနေတဲ့စစ်မဲ့ပြည်ပခတွေဟာအချိန်ကြာမြင့်လာတာနဲ့အမျှလက်နက်ကင်တပ်ဖွဲ့တွေဟာစစ်တပ်အင်အားကိုအဆမတန်တိုးချဲ့လာကြပါလေအဲ့ဒီလိုတပ်အင်အားတိုးချဲ့လာတာနဲ့အမျှဒေတာခန့်တွေပေါ်ကောက်ခံနေတဲ့အခွန်ခတွေကလည်းတိုးမြင့်လာတာကြောင့်ပြည်သူတွေဟာအခွန်တုတ်တန်ကို အလူးလဲခံစားနေရပါတယ်ဒါတွေကိုလည်းရှော့ချပေးဖို့လိုအပ်တယ်လို့အမျိုးသမီးတို့ကဆိုပါတယ် အဓိကအခွင့်အခတွေရန်ကောက်ခံနေရများနေတယ်။နောက်ပြီးတော့စစ်သားစုဆောင်ရေးတွေအတွက်အရန်ကြီးကိုလုံနေတဲ့အတွက်တို့တွေရန်စိုက်ခံစားနေရတယ်။အဲ့အတွက်အဲ့ဒါ short ချပေးဖို့အတွက်တို့အတွက်စစ်မဲ့ပြည်ခါရဲ့နောက်ဆက်တွဲပြဿနာကို short ချနိုင်ဖို့နိုင်ငံတော်အစိုးရအနေနဲ့ပြည်တွင်းငြိမ်းချမ်းရေးကိုအမြန်ဆုံးကောင်တဲ့ဖော်ပေးစီခြင်းနဲ့လို့အမျိုးသမီးတွေကဆိုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း တေရမှာမငင်းချမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးမှငင်းချမ်းစိတ်ရှင်နေဒါကြောင့်ဒီငင်းချမ်းရေးကိုအမြန်ဆောင်ရွက်ဖို့အမြန်ဆုံးငင်းချမ်းရေးယူပေးဖို့အမြန်ဆုံးကိုငင်းဆောင်ရွက်ပေးဖို့ဆိုမှဆွေးနွေးရတခဲချင်းနဲ့တောင်းဆိုထားတာလည်းအများကြီးတွေ့ရပါတယ်ဒီတောင်းဆိုမှုတွေဟာလာရှုမျိုးရှစ်ပူးဆောင်ခမ်းမမှာကျင်းပါတယ်နိုင်ငံတကာအမျိုးသမီးများနေ့အထိမ့်မတ်ခမ်းနားကိုတက်ရောက်လာတဲ့ချန်ပီယံမြောက်ပိုင်းတွင်းမှာရှိတဲ့လူမှုကွန်ရက် အသီးသီးကအမျိုးသမီးတွေရဲ့ 水利局的那里脱鞋了嘞，当扫屋里、皮把嘞，进了困作我吧。